အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲဒီနေ့မနက်ခင်းကိုတော့ Manchester United အသင်းရဲ့တင်းငောင်းလေးနဲ့ကျွန်တော်တို့ စတင်ပြီးတော့ကျွန်တော်ဖွင့်ပေးလိုက်ခြင်းနဲ့ပေါ့နော်အဲ့တော့ Manchester United အသင်းအနေနဲ့လက်ရှိမှာသူတို့ရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒါကြောင့်ကာလာရှီအနားယူနေခဲ့ရတဲ့ Lisandro Martinez ကတော့အသင်းနဲ့တူ training ပြန်ဆင်းနေပြီလို့သိရတဲ့မှာပါပါလေလက်ရှိမှာဒါကြောင့် Manchester United အသင်းနဲ့လာမဲ့ပွဲစဉ်တွေမှာပွဲထွက်ပါဝင်ကစားပူတွေရာဂိုင်နှုန်းနေနေသိပေမဲ့လက်ရှိမှာ Lisandro Martinez နဲ့ဒါဟာတာကျွန်တော်တို့ AC ရဲ့ အရွတ်ပြဲပြီးကလေးကပထမဦးဆုံးအချိန်နေနဲ့အသင်းနဲ့တူ training ပြန်ပြီးတော့ဒါကျွန်တော်စင်းနေဖြစ်ပြီးတော့လက်ရှိမှာအပေါ်စား training တွေကနေပြီးတော့ဒါကျွန်တော် first team training တွေနဲ့ပြန်ပြီးတော့လှုပ်ဆောင်နေပြီဆိုတဲ့သတင်းတွေကိုတော့ Manchester United ရဲ့ဒါကျွန်တော်လက်ရှိ နီးပြဖြစ်တဲ့ Ruben Amorim ကို Manchester United ဒါကျွန်တော် journalist တွေကိုတရားဝင် confirm မနေ့ကလုတ်ခဲ့ပြီးဖြစ်တယ်။ Fabrizio Romano ကိုနိုင်ငံကလည်းတရားဝင်တာကို confirm လို့ကျွန်တော်တရားဝင်ရယုံလို့ရပြီလို့ပြောလို့ရတယ်မှာ။အဲ့တော့ United သင်းတဲ့လက်ရှိမှာဒါ cancel ပိုင်းရတဲ့ခုကလေးကငကိုတဲ့ဒါ problem တော့သိတော့မရှိပါပဲ။ Lisandro Martinez Manchester United အသင်းစီကိုပြန်ရောက်လာခဲ့တာက တော်တော်လေးကိုကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်။ဒါကျွန်တော်တို့ရူဘင်အာမိုရင်းအသင်းကိုဆက်ရောက်ခဲ့ကြတာဒါကျွန်တော်လီဆာဒူမာတီနက်စ်ကိုတည်တည်ချာချာတော့မသုံးပါသေးဘဲနဲ့သူသုံးခဲ့တဲ့ပွဲစဉ်မှာလည်းဒါအယွတ်ပြဲသွားတဲ့အတွက်ကြောင့်မို့လို့ကစားသမားနေဒါ United ဟုတ် လီဘာတဲ့ဒါအခုမှသေးသေးစားသုံးမှမနေထားမှရှိအဲ့တော့လီဆန်ဒိုမာတီနက်စ်ကရူဘဲအာမိုရင်းစိတ်ကြိုက်ဖြစ်စီမဲ့ကစားသမားတွေတဲ့ကပုံစံမျိုးတယောက်ဆိုတာကိုတော့ဒါကြောင့် journalist တွေကတရားဝင်ပြောဆိုတာတွေ့ရမယ်ရူဘဲအာမိုရင်းကိုတိုင်ကလည်းလီဆန်ဒိုမာတီနက်စ်ဒါမန်ချက်စတာ United အသင်းနဲ့တူပြန်လေပြီးတော့ပူးပေါင်းပါဝင်လိုက်တာကသူ့အတွက်သိတ်ကောင်းတယ်လို့ဆိုထားရသေးမှရှိတယ်ပြောချင်တာက United ပြည်သက်တွေဒါသိပြီးမမြင်ချင်တဲ့လူရှောနေရာမှာလီဆန်ဒိုမာတီနက်စ်ကိုစတင်ပြီးတော့မြင်ရဖို့အတွက်ရာဂိုင်နှုန်းတွေများလာခဲ့ပြီလို့ပြောလို့ရတယ် United အသင်းနဲ့အခုလက်ရှိမှာဒါကြောင့်လီဆန်ဒိုမာတီနက်စ်ပြန်ပါလာခြင်းကခံစားပိုင်းကိုမြင့်တင်ခြင်း ို့ဆိုပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆို United အသင်းရဲ့ခံစစ်ကိုအလက်ရှိနောက်ပိုင်းမှာဘလောက်ပိုင်းပွဲစဉ်မှာဒါတော်တော်လေးကိုတိုးတက်လာတဲ့ခံစစ်တွေလို့ပြောလို့ရတယ်။ Lisandro Martinez ကိုလက်ရှိမှာ United အသင်းကအချိန်တစ်ခုထပ်ပြီးပေးအောင်မယ်ဆိုတဲ့သတင်းနဲ့နည်းနည်းဆက်ချင်တယ်။ United အသင်းမင်းလက်ရှိမှာဒါကျွန်တော် Lisandro Martinez ကိုဒါအမြန်အစားထိုးဖို့မရှိဘဲနဲ့ AC ရဲ့ဒဏ်ရာရထားခဲ့တာမှန်ပေမဲ့ကစားသမားအနေနဲ့လက်ရှိမှာ Manchester United အသင်းပေါင်းသူပဲသူတို့ဒီနေ့မြင်ထားရတယ်မှာပါတယ်။ United အသင်း Lisandro Martinez ကိုလည်းဒါကျွန်တော်လက်ရှိမှာအစားထိုးဖို့အတွက်အစီအစဉ်မရှိလို့ဒီပြကလည်းလက်ရှိမှာ Lisandro Martinez နဲ့အလုတ်လုတ်ကြည့်အောင်မှာဖြစ်ပြီးတော့သူ့ဘုံမဒီဘုံမှာအကုန်လုံးဒါအခြေ ခံပြီးတော့သူတို့အနေနဲ့ဒါကျတော့အနာဂတ်ကိုနည်းနည်းတော့ဆုံးဖြတ်သွားမယ်အနာဂတ်ဆိုတာလီဆန်ဒိုမာတီနက်စ်ရဲ့အနာဂတ်တော့မဟုတ်ဘူး United ခံစပိုင်းအနာဂတ်ကိုဒါကျတော့ Ruben Amorim နဲ့ Lisandro Martinez ရဲ့လက်ရှိဒါပြန်ပါဝင်လာတဲ့ခြေစွမ်းပေါ်မူတည်ပြီးတော့ကစားသမားသစ်စနာဘက်မှာခေါ်သင့်မခေါ်သင့်ပေါ်မူတည်ပြီးတော့ဒါလက်ရှိမှာဆုံးဖြတ်သွားမယ်လို့သိရတယ်ပေါ့ပါတယ် United လက်ရှိစနာဘက် squad depth ကဒါကျတော့အကယ်၍ Lisandro Martinez ဒါပြန်လည်ပြီးတော့ပါဝင်လာခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုတောင့်တင်းသွားနိုင်တဲ့အနေထားမှရှိရငိုထဲမှာဒါကျတော့ Lee Nine Euro ရှိတယ်ဒါ Haven ရှိတယ်ဒီလိုလူငယ်ကစားသမားတွေရှိတယ်ပြင်ကိုလူကြီးကစားသမားတွေဒါကျတော့ Matthew West တလိရှိတဲ့ဒါကျွန်တော်တို့ တိကြတယ်မယ်ဟယ်ရီမကွာရဲ့လူကစားသမားမျိုးတွေရှိတယ်။သူကရတဲ့ကြောင့်မာဇရာဝီလိုဝင်ဆော့လူရရဲ့သက်ဆန္ဒပတ်တွေရှိမယ်။ဒါလူချောလူကစားသမားမျိုးတွေရှိမယ်။ပြောချင်တာကလက်ရှိမှာ United တင်းနဲ့ခုလက်ရှိမှာခံစင်မှုတွေအနေနဲ့ဒါဆန္ဒပတ်၃ယောက်ဆော့တဲ့အတွက်ကြောင့်မို့လားကျွန်တော်လူအလိုအချက်တွေကြီးမာတယ်။သူ့ဘက်မှာညာလေဒီကစားသမားဥယေနဲ့လက်ရှိမှာရှိတဲ့လူကြီးနဲ့တိတ်တော့မကွာလှတဲ့အတွက်ကြောင့်မို့ United တင်းနေနဲ့ခံစင်မှုနေရာကိုတော့လက်ရှိဒါအနာဂတ်တော့ခေါ်ယူသွားမယ့်စားသမားတွေတော့ရှိနိုင်တဲ့ထဲမှာပါတယ်။သူ့ဘက်မှာညာလေအရန်ကြီးလောသွားမှုပဲဒီနှစ်ဆောင်းရသည့်အပြောင်းအရွှေ့မှာ United ကလက်ရှိသူတို့ရဲ့ခံစင်ပိုင်းဆန္ဒပတ် pairing တွေအရသူတို့နဲ့အားရ မှုကျင်းတတ်မှုရှိပြီးတော့အိန္ဒိယဆိုအနေနဲ့တော့ဒီနေ့စောင်းရည်အပြောင်းရွှေ့မှာဒါကန်ဆယ်ပိုင်းကိုဝယ်ယူမှုပြုလို့တောင်းမယ်လို့မသိရတယ်မဟုတ်ပါ sorry ဝယ်ယူမှုပြုလို့တောင်းမှာမဟုတ်ဘူးလို့သိရတယ်မဟုတ်ပါဒါနဲ့နည်းနည်းဆက်ဆက်ပြီးပြောရမယ်ဆိုတော့ Harry Maguire ရဲ့လက်ရှိစာချုပ်အစ်စ်ချိုးတဲ့ကဏ္ဍကိုဒါ Manchester United အသင်းနဲ့ International Break မတိုင်ခင်မှာအပိတ်တ်နိုင်မယ်လို့ United ဘက်ကယုံကြည်ထားခဲ့တာကိုတွေ့ရမယ်လက်ရှိမှာချို့တော့ပြည်ထောင်နေတာကျွန်တော် International Break မတိုင်ခင်မှာ Harry Maguire ရဲ့စာချုပ်အစ်စ်ကိုဒါကျွန်တော်တို့တရားဝင်ကျင်းညာနိုင်မယ်ဆိုပြီးဒါဆို Journalist ်ဂျာနယ်လစ်တော်များများကလည်းဒါနဲ့ပတ်သက်ပြီးတရားဝင်တာကျွန်တော်မျှော်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်လက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်ဘက်ကဒါကန်လန်ထားတဲ့စာချုပ်တစ်ပုံစံမျိုးကိုတော့ဟယ်ရီမက ्वा ယာဘက်ကနောက်ဆုံးတော့လက်ခံသွားဖို့ရှိတယ်ယူနိုက်တက်ပြည်သက်တွေဒါကျွန်တော်ဟယ်ရီမက ्वा ယာအပေါ်ကိုစိတ်ပြန်လဲလာတဲ့ပုံမှာဟယ်ရီမက ्वा ယာတော်တော်လေးကိုပျော်ရွှင်နေတယ်လို့သိရတယ်မှာပါတယ်သူ့အနေနဲ့လက်ရှိမှာငွေကြီးဆိုတာဆိုင်သူ့ကိုပြည်သက်ချစ်တဲ့နေရာမှာပဲသူနေခြင်းတဲ့အတွက်ကြောင့်ဟယ်ရီမက ्वा ယာကတော့မန်ချက်စတာယူနိုက်တက်အသင်းမှာနေဖို့အတွက်ဆုံးဖြတ်ခဲ့လို့သိရတယ်မှာပါတယ်သူ့ကိုလက်ရှိကန်လန်နာရဲ့အသင်းမှာလာမဲ့ဆောင်းဝါဒီထဲမှာတော့ဒါကျွန်တော်တိတိလောက်ကိုပြောပါဆိုရင် ော်ဒါကျွန်တော်တို့ sorry အဘက်ကအသေးနေနဲ့ကန်လန်တာကျွန်တော်ရှိတယ်လက်ရှိဒါနောက်ဆုံးတက်နေတဲ့သတင်းတွေက sorry ကသူ့တပတ်လုကငါးသိန်းနဲ့ကန်လန်တာရဲ့ပုံစံမျိုးတော့မရှိပေမဲ့တပတ်လုကလာဆိုတာကျွန်တော်ပေါင်နဲ့တက်မယ်ဆိုပေါင်၃သိန်းလောက်နေနေရှိတယ်ကန်လန်မှုတွေတူဆောင်းရသည်မှာသူ့အသင်းကိုသူ့စပြုတို့စီလာဖို့တော့ကန်လန်မှုတွေတော့ရှိခဲ့တယ်ဒါလက်ရှိမှာဒါကျွန်တော် sorry ရဲ့အသင်းကြီးတွေအသင်းငယ်တွေအသင်းလက်တွေတော့မဟုတ်ပဲနဲ့အသင်းကြီးတော်တော်များများကတော့ဒါ sorry အနေနဲ့ ခေါ်ယူဖို့တည်းစ조사နေတာဖြစ်တယ်။ Harry Maguire ကဒီကန့်လန့်မှုတွေကိုလက်ရှိမှာညှင်းပယ်ပြီးတော့ United ရဲ့လက်ရှိကန့်လန့်မှုအသစ်လောက်ခလာစာအရင်ကြီးမများတဲ့လောက်ခလာမှုဆိုဘာလောက်ခလာစာအရင်ကြီးမများတဲ့ကျွန်တော်တို့စာချုပ်အသစ်ကိုတော့ United အသင်းစီကလက်ခံတော့မှုရှိတယ်။ကောလာဟာလာရီကအခုလက်ရှိလုခလာစာအသက်ကတသိန်း2500လောက်ပဲရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။တကယ်တဲ့အခုနှုတ်မယ်ဆိုတော့ Harry Maguire တပတ်လုခလာစာ6000ခွဲလောက်ပဲကျန်တော့မယ်အန်ဒီတာတခုမှ United ဘက်ကဒါကိုလက်ခံတော့အောင်မတော်တော်လေးကို surprise ဖြစ်နေခဲ့တယ်လို့သိရတယ်မှာပါပဲ။ Harry Maguire အသက်ရရှိမှသူ့ရဲ့မိသားစုကိုသူ့အတွက်ကောဒါကျွန်တော်လက်ရှိမှာပြိတ္တတွေအပွက်ကောသူ့အနေနဲ့ကြည့်ပြီးတော့ဒီစာချုပ်ကိုလက်ခံဖို့အတွက်ဆုံးဖြတ်ခဲ့လို့သိရတယ်။အဓိကဒါကျွန်တော်လုံးဝ turning point ကတော့ Liverpool နဲ့ပွဲစဉ်မှာ Harry Maguire ကဂိုးသွင်းသွားတဲ့အပေါ်မှာပြိတ္တတွေရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးတော့ Harry Maguire က United United အသင်းရဲ့ဒါလက်ရှိကမ်းလှမ်းမှုအစ်စ်ကိုလက်ခံဖို့အတွက်စဉ်းစားခဲ့တယ်ဆိုတဲ့သတင်းကတော့ဒါအမှန်လို့ပြောလို့ရတယ်မဟုတ်ပါအားလုံးရဲ့ changes ကလစ်ဗာပူးရဲ့ဖွဲ့စဉ်လို့ပြောရလက်ရှိ United ရဲ့ခြေစွမ်းတွေအကုန်လုံးကလစ်ဗာပူးရဲ့ပွဲစဉ်မှာလည်းအကုန်လုံး changes ဖြစ်ခဲ့လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာလစ်ဗာပူးနဲ့ပွဲစဉ်မှာ United အသင်းအနိုင်ရရှိခဲ့တာကလက်ရှိအသင်းရဲ့ဒါ momentum ပြောင်းလို့အသင်းရဲ့အစုအဖွဲ့တစ်ခုလုံးကိုလည်းအကောင်းဆုံးအနေခါတိပြောင်းလဲသွားနိုင်ခဲ့တဲ့ United အသင်းအနေနဲ့တကယ်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုလို့မြင်နေတယ်မှာပါတယ် United အသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့နောက်ထပ်တစ်ယောက်ဒီလို Harry Maguire ပုံစံမျိုးလုပ်ဖို့ရှိတယ်ဒီကစားသမားလက်ရှိမှာစာ ရုပ်သက်တမ်းရန်ဂျန်နေသေးမယ် United အသင်းနဲ့ဒီကစားသမားလုခလာစာများလွန်တဲ့ကြောင့်လုခလာစာရှော့ယူပြီးတော့ bonus pay program နဲ့သွားမလားဆိုတဲ့ပုံစံမျိုးကိုကစားသမားနဲ့ဒါစတင်ပြီးဆွေးနွေးနေပြီးလို့သိရတယ်မှာပါတယ်ဒီကစားသမားကအင်္ဂလန်ကစားသမားဖြစ်ပြီး Harry Wilson ဆိုတဲ့ Harry Maguire ဖြစ်ကုန်ပြီဒါ Mason Mount ကို Manchester United အသင်းကအခုလက်ရှိမှာတပတ်လုခလာစာနှစ်သိန်းကျော်ပေးထားခဲ့ရတာဖြစ်ပြီးတော့ဒီလုခလာစာက Inyo Super ကဒါကျော်ပြန်ကြည့်မှာတော်တော်လေးကိုလုခလာစာများတဲ့ကစားသမားတယောက်နဲ့သူတို့သတ်မှတ်ထားတာဖြစ်တယ် Mason Mount ကိုလက်ရှိမှာ United ဘက်ကနေပြီးတော့ဒါကျော် base salary နဲ့တပတ်လုခလာစာသတ်သိန်းခွင့်နဲ့သတ်သိန်း6500ကိုသတ်မှတ်ပေးပြီးတော့ bonus ်ပေါ်မူတည်ပြီးကစားသမားစ조사ရင်조사တလောက်ဒါဒါဘက်လုခလာစား2သိန်းခွဲလောက်ဒီပြန်ရသွားနိုင်မယ်ဒါကျွန်တော်တို့ကမ်းလှမ်းမှုတစ်ခု United အသင်းနဲ့ပြုလုပ်သွားမယ်ဆိုတဲ့သတင်းတွေက Tier 3 Tier 4ဘက်မှာတောက်လျှောက်ထွက်ပေါ်နေဖြစ်တယ် United အသင်းနဲ့ကျွန်တော်ဒါကိုနည်းနည်းဆက်ဆက်ပြီးပြောရမယ်ဆိုတော့ဒါကျွန်တော် Harry Maguire အပြင်ဒါကျွန်တော် Casemiro ကိုလည်းစာချုပ်သွင်းမချုပ်တော့တဲ့ဥစားကို Mason Mount ကိုလည်းရှိမှာလာမယ့်နှစ်မှာလည်း Bruno Fernandes ကိစ္စကို handle လုပ်မှာကိုပြန်ကြည့်မယ်ဆိုရင်တော့ United အသင်း Ineos အုပ်စုဒါကျွန်တော်အသင်းကိုဆ ਾਇ ောက်ခရကပြုလုပ်ချင်တဲ့ salary cap ပေါ့နော်ဒါကျွန်တော်လုခလာစားဒါကျွန်တော်တို့ cap တစ်ခုကိုတော့လက်ရှိမှာမတိမတအကောင့်ထဲပို့နေပြီလို့တော့မှပြော ောလို့ရတယ်ဒီမှာပါတယ် United လက်ရှိ Ineos အဆူအနေနဲ့ salary cap ကိုတပတ်လောက်ခလာဆိုတော့2သိန်း2000နဲ့2သိန်း3000ကိုအမြင့်ဆုံးထားရှိမှာဖြစ်ပြီးတော့ကျန်တဲ့2သိန်း3000ကျပ်ထပ်ပူတဲ့ဥစ္စာကိုတော့ bonus အနေနဲ့ပဲဒါပေးသွားဖို့အတွက်ကြံစီနေတယ်လို့သိရတယ်မှာပါတယ်အရင်တော့ကစားသမားတပတ်လောက်က3သိန်း3သိန်းကျပ်နဲ့မျှော်ပြီးခေါ်ခဲ့တဲ့ကစားသမားတွေကလက်ရှိမှာအသင်းမှာတောင်းတင်ပြီးတော့တော်လေးဒုက္ခပေးသွားတဲ့အခြေအနေတခုဖြစ်တဲ့ကြောင့် Ineos အဆူအနေနဲ့ဒီလိုပုံစံမျိုးထပ်မဖြစ်အောင်အသင်းအနေနဲ့ဒါပြာဦးကောက်ွယ်ဖို့အတွက်ဒါကြောင့်လက်ရှိမှာလုပ်နေတယ်လို့သိရတယ်မှာပါပါတယ်နောက်ဆုံးတော့ကျွန်တော် Manchester United နဲ့ပတ်သက်ပြီးလုံးဝသတင်းမှတစ်ခုက Elliot Elliot Anderson နဲ့တရင်မယ် Manchester United အသင်းတစ်ခုလက်ရှိမှာဒါ Elliot Anderson ကိုစိတ်ဝင်စားတယ်ဆိုတဲ့တရင်ကအမှန်ပဲဒါပေမဲ့ Elliot Anderson အတွက်လက်ရှိ Manchester United အပေါင်းတန်တရတန်တရ20သုံးသွားမယ်ဆိုတာကတော့ bullshit ဖြစ်ပါတယ်ဒါရှိတ်ကတရင်ကိုတော့ဒါကျွန်တော် Platigo ကတရဝင်သူ့ရဲ့ Twitter စာမျက်နှာမှာတင်ဆက်ထားခဲ့တာဖြစ်ပြီးနောက်ကဥစ္စာကိုတော့ Benna Blue ယူထားလိုက်တော့မသိကြဘူးပေါ့နော်အဲလက်ရှိမှာတရင်တွေတောက်လျှောက်တွေ့တာက Manchester United အသင်းက Elliot Anderson ကိုပေါင်းတန်တရနဲ့တန်တရ20ကြာဒါကျွန်တော်တို့ပေးပြီးခေါ်သွားနိုင်တယ်ဆိုတဲ့တရင်တွေထွက်ပေါ်လာခဲ့တယ်အမှန်မှန်ကဒီလိုဖြစ်ပါလိမ့်မယ် Northern Forest ကလက်ရှိမှာဒီကစားသမားကိုမယောင်း ခြင်းနဲ့အတွက်ကြောင့်ကိုဒီဈေးသတ်မှတ်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုပလက်တီကိုပြောပုံရတာဖြစ်ပါပဲ။ဒါပေမဲ့ခုနကလက်ရှိမှာတခါကျရင် Transfer New Life ကဒါကျွန်တော်စာအရေးသားပုံမကြတဲ့တခါရင်အဲ့လိုပဲဒါကျွန်တော်မြင်တတ်တယ်။အဲ့တော့လက်ရှိမှာ Manchester United ကသင်္ကာရရှင်းမှလာမယ့် New Year ဒီမှာ Marquee ဆိုင်ငယ်အနေနဲ့ကိုင်းလယ်ပိုင်းတယောက်ကိုခေါ်ယူသွားမှာမှန်မှန်ပဲ။ဘယ်နည်းနဲ့မှလက်ရှိမှာ United သင်းအနေနဲ့ပေါင်300နဲ့320ကျားကိုလူငယ်ကစားသမားတယောက်တည်းသုံးသွားဖို့တော့လက်ရှိမှာအခြေအနေမရှိဘူးလို့သိရတယ်တော့မှာပါတယ်။အခုဖြစ် Elliot Anderson လို့ပေါ့။ United ဘက်ကလက်ရှိမှာ Elliot Anderson ကိုပေါင်360နဲ့65တန်းပတ်ချလဲဝင်းကျင်ကြတာဈေးသတ်မှတ်ထားခဲ့ပြီးဒီတက် နေတဲ့ဈေးနဲ့အောင်စတင်ပြီးကန့်လန့်သွားနိုင်တဲ့ဆွဲသတင်းတွေဆက်ပေါ်လာခဲ့တယ်။ကျွန်တော်ထင်တာ Northern Forest ကဒီစားဝတီမှာမရောင်းချင်လို့ဒါဒီဈေးသတ်မှတ်လိုက်တဲ့ဆွဲသဘောမှာရှိပြီးတော့ဒီပုံစံကသတင်းကသတင်းကွဲပုံစံမျိုးဖြစ်သွားတယ်လို့ပဲပြောလို့ရမယ်တဲ့မှာပါပါတယ်။ဒါပါလက်ရှိမှာ Manchester United နဲ့ Northern Forest တို့ကြားထဲမှာဒါကျွန်တော် Elliot Anderson နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့အဆင့်သာရှိပြီးတော့ဘာမှတော့တရားဝင်လက်ဆုပ်လက်ကမ်းပြနိုင်တဲ့အဆင့်တော့မရှိသေးဘူးလို့ပြောရင်လည်းပဲကျွန်တော်တော့ကိုပြပါအောင်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာ JL ဆိုပါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံး ဘဂျူတမရဲကောင်းမွန်တော်နေနေဖြစ်ပါစုမုံငောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲ AACC တွေ့ကြတာပေါ့အလုံးမဂျူတမရဲမြန်မာလေးကလစ်ပေးကြပါဦးမြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်တေးပါဗျာ